ရင်ပိုင်းမှာတုန်းကနဆိုးနေမြကြီးအကြောင်းနဲ့ပြင်ပချင်းကျန်သူတွေဒီနေရာကြီးတဲ့ဘာကြောင့်ဝင်ရောက်လာရတယ်လဲဆိုတာကိုအကြမ်းဖျင်းဖော်ပြသွားပေးခဲ့ပြီးပါပြီ။ရှေးဟောင်းနဆိုးစိတ်ဝိညာဉ်ကရှီနေပဲဖြစ်ပေါ်လာနိုင်တဲ့အထိဝလင်းအတွက်အကျိုးရှိနေပြန်တာကြောင့်ကောင်းကင်နဆိုးနေမြစီသွားပြီးအောက်ခြေတက်တာသွားမလုပ်ခင်ဒီနေရာမှာပဲအင်းအားစုစောင့်ကြည့်နေကြတာဖြစ်ပါတယ်။ဒီနေ့အပိုင်းမှာတော့ဝလင်းကတောင်ကြအတွင်းပိုင်းမှာတိတ်တဆိတ်ကျင့်ကြံနေလျက်ရှိပြီးဒီနေ့ရပဝင်းကျင်မှာလာရောက်ဆော့ကစားနေကြတဲ့ကလေးငယ်တွေကိုရွာကောင်းဆောင်အဖိုးကြီးကအဝေးမှာသွားဆော့ခိုင်းလိုက်ပါတယ် ကောင်းကင်ဘုံသားဟာလွန်ခဲ့တဲ့ရက်ပိုင်းလောက်ထဲကဂူအောင်ကျင့်ကြံနေခဲ့တာကြောင့်အဖိုးကြီးလည်းဗာများဖြစ်နေလို့အခုထိထွက်မလာသေးတာလဲဆိုပြီးဝလင်းရှိတဲ့တောင်ကြားကိုလက်မျောကြည့်ရှုနေလိုက်ပါတယ်။ဂူအိမ်တော်အတွင်းဘက်မှာတော့ဝလင်းကရွာသားတွေကျင့်ကြံနိုင်မဲ့ဝိညာဉ်လံတချို့ကိုတိလိဆန်ရေပြားတွေနဲ့ဖန်တီးပြုတ်လုံနေလျက်ရှိသလိုတကယ်အလဲစစ်လောက်အစွမ်းထက်မှမဟုတ်ပေမဲ့သူ့အရက်နဲ့သူ့စက်ကတော့အန်ကိုက်ဖြစ်နေနိုင်ပါတယ်။ တားရဲလန်တွေဟာစိတ်ဝိညာဉ်ဆက်ခုအလန်တွေဖြစ်ပြီးရွာသားတွေကိုအလွယ်လေးတင် जा ပေးနိုင်တယ်လို့ဝိညာဉ်စွမ်းအားရှိမနေတဲ့ဒီနေရာကြီးမှာဆိုရင်တော့နဆိုးဝိညာဉ်တွေပြောင်းလဲအသုံးပြုနိုင်တယ်ဆိုပြီးတားရဲစိတ်ဝိညာဉ်သုံးခုကိုအလန်ထဲတင်စီပစ်လိုက်ပါတယ်စိတ်ဝိညာဉ်ဆက်ခုအလန်ကတောင်ကြားမျိုးနွယ်စုလေးလောက်ကိုကာကွယ်ပေးနိုင်စွမ်းရှိတဲ့အတွက်ဝမ်လင်းကအလန်ထင်းချုပ်ခြင်းအတက်ထဲကပထမဆုံးတစ်ခုဖြစ်တဲ့ဝိညာဉ်တက်ဆင်ခြင်းအတက်ကိုကြောက်စိမ့်ပြတစ်ခုထဲမှာထည့်သွင်းရေးမှတ်ပေးလိုက်ပြန်ပါတယ် တခြားသူတွေအပေါ်မှာအလွယ်တကူမယုံကြည်တတ်သူဖြစ်တာနဲ့အညီဝိညာဉ်တက်ဆင်ခြင်းဤစနစ်ကိုလည်းအနည်းငယ်ပြောင်းလဲထားလိုက်တာကြောင့်တခြားသူတွေအနေနဲ့သူတို့ပိုင်ဆိုင်တဲ့အလံတွေပေါ်မှာဘလောက်ပဲရင်းနှီးနေပါစေဝက်လင်းကအလုံးရဲ့အချုပ်ဖြစ်နေလို့အတွေးစိတ်ကူးတစ်ချက်နဲ့ထိန်းချုပ်ပြစ်လိုက်နိုင်ပါတယ်ဒီဝါသားတွေအင်အားပိုကောင်းလာကြတဲ့အခါဝက်လင်းထိန်းချုပ်နိုင်မဲ့ဝိညာဉ်လံတွေကလည်းအများကြီးဖြစ်လာနိုင်မဲ့အပြင်ပျက်စီးနေတဲ့ဝိညာဉ်တန်းတစ်ထောင်လံကိုလည်းပြန်လဲပြုပြင်နိုင်မဲ့နီလန်တစ်ခုခုလောက်ကိုရှာတွေ့ကောင်းရှာတွေ့လာနိုင်မှာဖြစ်ပါတယ် ဒါအပြင်ဝိညာဉ်တန်းတစ်ထောင်လန်းကထန်းရင်ကြိုကြီးပေါ်မှာတော့အစွမ်းထက်လက်နဲ့ဖြစ်နေစေမို့အလံပြန်ကောင်းလာတဲ့အခါကျရင်သူ့အနေနဲ့လည်းရှေးဟောင်းနဲ့ဆိုးစိတ်ဝိညာဉ်ကိုလူယူရရှိနိုင်မယ်ရာခိုင်နှုန်းပိုမြင့်လာနိုင်တယ်ဆိုပြီးအပြင်ဘက်လျှောက်လန့်လာရင်အနာဂတ်ရည်မှန်းချက်အတွက်အစီအစဉ်ကြိုးပင်နေခဲ့ပါတော့တယ်။နောက်ရက်မှာတော့ရွာကောင်းဆောင်ကိုခေါ်တွေ့ပြီးကြောက်စိမ့်ပြထုတ်ပေးတဲ့အခါအဖိုးကြီးကဒီနီးစနစ်ကိုသူ့ကိုတင်ပေးချင်နေတာလားဆိုပြီးမယုံကြည်နိုင်စွာမေးလာတော့ရွာကောင်းဆောင်ပြင်တခြားလူတွေအကုန်လုံးကနောက်ပိုင်းကျရင်ဒီအတက်ကိုလေ့ကျင့်ကြရမယ့်အကြောင်းကြိုပြောပေးထားလိုက်ပါတယ်။ အဖိုးကြီးကကြောက်စိမ့်ပြလက်ခံလိုက်ပြီးဒီပစ္စည်းအကြောင်းကိုကြားဖူးနာဝရှိပေမဲ့ဘလို့အသုံးပြုရမလဲဆိုတာကိုတော့တေချာမသိကြောင်းပြောလာတဲ့အခါဝလင်းကစိတ်တည်ငြိမ်အောင်အရင်လှုပ်ခိုင်းထားလိုက်ပြီးကြောက်စိမ့်ပြကိုမျက်ခုံးနှစ်ခုကြားမှာထိကပ်ခိုင်းလိုက်တော့အဖိုးကြီးလည်းပြောတဲ့အတိုင်းလုပ်ကြည့်ပေမဲ့တာမန်လူတယောက်ဖြစ်နေလို့အထဲဘက်နီးစနစ်တွေကိုမြင်တွေ့နိုင်ခြင်းမရှိခဲ့ပါဘူးဇောချွိပြရင်တိုင်ပတ်နေတာမြင်တော့အဖိုးကြီးစီတစ်ချက်စစ်ဆေးကြည့်တဲ့အခါသွေးကြောပိတ်ဆို့နေတဲ့တေမျိုးလူသားဖြစ်နေမှန်း ထင်ထားတဲ့အတိုင်းတွေးလိုက်ရတာကြောင့်ဝက်လင်းလဲအဖိုးကြီးကိုအနားဆွဲယူလိုက်ပြီးဝိညာဉ်စွမ်းအင်ကိုခန်းစားမိနိုင်လောက်တဲ့အထိပဲပိတ်ဆို့နေတဲ့အတားစီးတွေကိုအင်အားသုံးဖွင့်လှစ်ပေးလိုက်ပါတော့တယ်။အာယုံစူးစိခိုင်းပြီးနာကျင်မှုတောင့်ခံခိုင်းတဲ့အခါအဖိုးကြီးလဲပြောတဲ့အတိုင်းကြိတ်မိတ်သီးခံလိုက်တဲ့အတွက်အဆုံးသက်မှာတော့ပိတ်ဆို့မှုရှင်းလင်းသွားခဲ့ပြီးကြောက်စိမ့်ပြအတွင်ဘက်မှာရှိနေတဲ့ကြင်ကြံမှုနီလန်းတွေကိုစတင်မြင်တွေးလိုက်ရပါတယ်။ အထဲမှာရှိနေတဲ့ကျင့်စဉ်ကိုဝိညာဉ်တန်စင်မန်တန်လို့ခေါ်သလိုအဖိုးကြီးလေးကျင့်ပြီးသွားရင်ကြံတဲ့လူတွေကိုလည်းအကုန်ပြန်တင်ပေးခိုင်းလိုက်တာကြောင့်အဖိုးကြီးလေးသူ့ကိုယ်သူအိုးရံဟွာလို့မိတ်ဆက်လိုက်ပြီးကောင်းကင်ဘုံသားရဲ့ဂျေဇူးကိုတသက်မမေ့ကြောင်းပြောရင်အယောသေးပြူလာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ရွာသားတွေကတားရဲတွေဖမ်းဆီးလာကြပြီးလူတချို့ကအရေးခွန်ခွာထုတ်ပေးနေကြသလိုလက်မှုကျွမ်းကျင်သူတွေကတားရဲဝိညာဉ်လန့်တွေဖန်တီးချုပ်လုပ်ပေးနေကြတာကြောင့်မျိုးနွယ်စုတစ်ခုလုံးဟာဒီအပိုင်းအတွင်အလုံများနေကြရပါတယ်။ ပယမီရှိလူငယ်လေးရှိစမ်းပါဝင်ရွာသား29ယောက်ကမန်တန်တက်လေးကျင်းနိုင်ကြပြီးအိုးရံဟွာရဲ့ဥဆောင်တင်ပြပေးမှုအောက်မှာကျင်းစဉ်ပေါ်တဖြည်းဖြည်းနှားလဲလာကြသလိုဝက်လင်းတစ်ယောက်ကနဆိုးသလင်းကြောက်တွေကိုအချင်းချင်းပေါင်းဆက်ပြစ်နေခဲ့ပြီးအဆင့်3သလင်းကြောက်အဖြစ်ပြောင်းလဲဖန်တီးနေခဲ့ပါတယ်။အဆင့်3သလင်းကြောက်ကိုစုပ်ယူဝါမျိုးလိုက်ချိန်မှာတော့ခန္ဓာကိုယ်တစ်ခုလုံးနဆိုးအရှိန်ဝါတွေစတင်ဝင်ရလာခဲ့ကြသလိုသွေးကြောတစ်ခုချင်းစီမှလည်းဒီဆွမ်းအားတွေစီးဆင်းဝင်ရောက်နေကြပြီးမျိုးလုံးအကြည့်ထဲမှာလည်းအချိန်ခဏလောက်နဆိုးဆန့်သွားခဲ့ရပါသေးတယ်။ နဆိုးဆွမ်းအင်တွေဟာစိတ်ဝင်စားဖို့ကောင်းပေမဲ့စိတ်မကောင်းစရာတစ်ခုကဆွမ်းအင်နဲ့ပါနေကြတာဖြစ်ပြီးအဆင့်သုံးသလင်းကြောက်ကအုံမြင့်တိဆောက်ခြင်းအဆင့်နဲ့ဆွမ်းအားခြင်းနှိုင်းရှင်နိုင်တာကြောင့်ဝက်လင်းအတွက်တော့လုံလောက်ခြင်းမရှိခဲ့ပါဘူးဝိညာဉ်လံကိုအဖိုးကြီးအိုးရန်ကအရင်ဆုံးဖန်တီးနိုင်တာဖြစ်ပြီးရှီဆန်းကဒုတိယမြောက်ဖြစ်ကလူငယ်တွေကြားမှာဆိုရင်ပထမဆုံးအောင်မြင်သူဖြစ်လို့ရွာသူရွာသားတိုင်းကအထင်ကြီးလေးစားနေကြပါတယ် ချီကျူးတန်တွေကြားနေရတော့ရှီဆန်းလဲဂုံယူမြောက်ကြော့နေလျက်ရှိပြီးအိုးရံဟွာကဝိညာဉ်အလံဖန်တီးပြီးတဲ့အခါကျရင်တန့်စင်ထားတဲ့ဝိညာဉ်တွေကိုအတွင်းဘက်မှာချိတ်ပိတ်ထားဖို့လိုအပ်ကြောင်းဝင်ရောက်ရှင်းပြလာခဲ့တယ်လို့ရှီဆန်းကလည်းဂုံယူမောက်မာမှုတွေရှော့ချနေတဲ့ကြောင်းဆုံးမပေးလိုက်ပါတယ်။ရှီဆန်းအတွက်တားရဲကောင်တွေအမဲလိုက်ပေးကြရအောင်ဆိုပြီးရွာသားတွေဗလဲ့ပြောတဲ့အခါသူစီမှာတားရဲဝိညာဉ်တကောင်အစောကြီးတည်းကရှိနေပြီးသားဖြစ်ကြောင်းသူထုတ်ပြမယ့်အရာကိုတေချာကြည့်ထားကြဆိုပြီးဝိညာဉ်လံထဲကနေချင်းသိစိတ်ဝိညာဉ်ကြီးကိုထုတ်ယူပြလိုက်ပါတော့တယ်။ ပြီးတဲ့အခါချုံနောက်မှုဖယ်ရှားလိုက်ပြီးကြောက်တောင်တစ်ခုစီတိုက်ခိုက်ခိုင်းလိုက်ပြန်တော့ဒီလိုအစွမ်းထက်သားရဲမျိုးကိုဘလို့အညံ့ခံစေလိုက်တာလဲဆိုပြီးအိုးရံဟွာမေးကြည့်မိလိုက်ပါတယ်ဒီသားရဲကိုရှီဆန်းဖက်လာခဲ့တာမဟုတ်ပဲအမဲလိုက်ထွက်တဲ့တနေ့ကချင်းတဲ့အသေးတကောင်ကိုကံကောင်းစွာရှာတွေ့သွားခဲ့လို့စိတ်ဝိညာဉ်ထုတ်ယူကတန့်စင်ဖန်းခေါ်လာခဲ့တာဖြစ်ကြောင်းရှီဆန်းပြန်ရှင်းပြပေးနေတဲ့အချိန်စိတ်ဝိညာဉ်သားရဲကအပြက်စီးတွေကြားကနေမန်ဖီယုံထွက်လာခဲ့ပါတော့တယ် ရှီဆန်းကသားရဲ့ဝိညာဉ်ပြန်သိမ်းယူလိုက်ပေမဲ့အရင်ဆက်နေပြီဖြစ်တဲ့တစ်ဖက်သားရဲ့ကအမိနာခံခြင်းမရှိတော့သလိုရှီဆန်းရဲ့အတင်းကျပ်ပြန်လာခိုင်းမှုကိုလည်းဟိန်းဟောက်ယုံထွက်ပြစ်လိုက်ပါတယ်။ဒါအပြင်တခင်ဖြစ်သူစီပြေးဝင်တိုက်ခိုက်လာလို့အိုးရံဟွာဝိညာဉ်အလံထဲကနေငှက်ဝိညာဉ်ထုတ်ယူလိုက်ပြီးတိုက်ခိုက်မှုဟန်တာလိုက်ပေမဲ့ခွန်အပ်ဖို့ကြီးမားတဲ့ချင်းတိစိတ်ဝိညာဉ်ကိုဒါစီနိုင်ခြင်းမရှိခဲ့ပါဘူး။နောက်ပြန်လဲကျသွားတဲ့ရှီဆန်းတို့စီကိုသားရဲ့ဝိညာဉ်ရင်ပြေးဝင်ကုန်အုပ်လာတဲ့အချိန် တလိဆန်ကောင်ဆိုတဲ့စကားတန်းနဲ့အတူယုတ်တရက်ထွက်ပေါ်လာတဲ့စွမ်းအင်လက်ဝါးကြီးအောက်မှာရုံးကန်နိုင်ခြင်းမရှိတော့တဲ့အထိဖိနှိပ်ခံလိုက်ရပါတော့တယ်။ဝက်လင်းကိုယ်တိုင်ဆင်းသက်လာချိန်မှာတော့တားရဲဝိညာဉ်ကိုဂုတ်ကနေဆွဲကင်မြောက်လိုက်ပြီးဝိညာဉ်လန်တဲ့ပြန်ထည့်သွင်းပေးလိုက်တာကြောင့်ရှီဆန်းကအသက်သခင်ဂျေဇုရှင်ကိုဥညွတ်တူထောက်လိုက်ပါတယ်။ဝက်လင်းကနောက်လည်းမကြည့်ပဲတားရဲဝိညာဉ်ကိုကဲအကြောင်းတိုက်ဆိုင်လို့ချိတ်ပိတ်ထားနိုင်ခဲ့ပေမဲ့ထိန်းချုပ်သူဟာကြင်ကြံမှုမလုံလောက်ဘူးဆိုရင်အဆုံးသက်မှာတံပြန်ဝါးမျိုးခံရနိုင်တယ်ဆိုပြီးအနေငယ်တင်ပြပေးပြီးတာနဲ့ချက်ချင်းပြန်ထွက်သွားပါတယ်။ ရှီဆန်းဟာနဲနဲလောက်လမ်းညွန့်ပေးလိုက်ရင်တောင်တင်းလွဲတက်လွဲဖြစ်ပြီးစိတ်ထားလေးသာပိုရင်းကျက်လာနိုင်မယ်ဆိုရင်အနာဂတ်မှာအောင်မြင်မှုကြီးမားလိမ့်မယ်လို့တွေးရင်ဂူအိန်နော်စီပြန်သွားလိုက်ပါတော့တယ်။နောက်နေ့တွေမှာတော့မျိုးနွယ်စုဝင်28ယောက်ကစ조사ကျင့်ကြံနေလျက်ရှိကြပြီးသူတို့နှစ်ယောက်ကလည်းပင်မဝိညာဉ်ရှိနေတဲ့ဝိညာဉ်လံတွေကိုတန့်စင်အောင်မြင်သွားကြပြီဖြစ်ကြောင်းဝက်လင်းစီရှောက်တင်နေကြပါတယ်။ သူတို့ရွာလေးဟာဟိုးအရင်တုန်းကဆိုရင်တာမန်ရွာလေးအဖြစ်နဲ့လှုပ်ဝက်နေထိုင်ခဲ့ကြပေမဲ့အခုချိန်မှာတော့ပြင်ပကျင့်ကြံသူတွေရဲ့အင်အားစုဆောင်မှုကြတဲ့ကိုတဖြည်းဖြည်းဝင်ရောက်သွားကြပြီးမို့သူတို့ဘက်ကအရင်တိုက်ခိုက်တာမျိုးမလုပ်ရင်တောင်တခြားမျိုးနွယ်စုတွေက လာရောက်ကျူးကျော်လိမ့်မယ်ဆိုပြီးထပ်မံရှင်းပြလာခဲ့ပါတယ်။ဒီလိုဝင်ပါမိသွားပြီဆိုရင် မျိုးနွယ်စုဝင်တွေကြားမှာအရင်မြစ်လူတိုက်ပွဲကြီးစတင်ဖြစ်ပေါ်လာတတ်တာကြောင့်နောက်ပိုင်းနေ့ရက်တွေဟာအေးချမ်းမှုမရှိနိုင်တော့ပါဘူး။ ။အိုးရံဟွာကစိုးရင်စိတ်ဖြစ်နေရပေမဲ့လူငယ်တယောက်ဖြစ်တဲ့ရှီစန်းကတော့တခြားသူတွေသူတို့စီကျူးကျော်လာကြမယ်ဆိုရင်သူတို့ဘက်ကနေအရင်သွားတိုက်ခိုက်ကြမယ်ဆိုပြီးတွေးဆလွယ်နေခဲ့ပါတယ်။ဒီစကားကြတော့အရှုပ်ထွေးကာလမှာအေးချမ်းမှုမရရှိနိုင်ဘူးဆိုရင်အင်းအားတောင့်တင်းလာအောင်အမျက်လှုပ်ဆောင်တင်းတယ်ဆိုပြီးအိုးရံဟွာလည်းဒီကိစ္စကိုသဘောတူပေးလိုက်ပြီးဝက်လင်းစီကနေခွင့်ပြုချက်တောင်းခံလိုက်ပါတယ်။အိုးရံဟွာကရွာသားတချို့ကိုဥဆောင်ပြီးလီတထောင်ကျော်မှရှိတဲ့မြေအောက်တွင်းစီသွားခြင်းကြောင့် အဲ့ဒီနေရာမှာလူဦးရေ60လောက်ရှိတဲ့နောက်ထပ်မျိုးနွယ်စုတစ်ခုရှိနေသေးကြောင်းပြောတော့ဝင်းလင်းကဝိညာဉ်တက်စင်အတက်ကိုသူ့ဘက်ကတင်ကြားပေးပြီးသွားပြီဖြစ်လို့နောက်ပိုင်းကိစ္စတွေကိုစိတ်ထဲရှိသလိုလုပ်ပိုင်권ပေးလိုက်ပါတယ်။ခွင့်ပြုချက်ရတဲ့အခါမြေအောက်တွင်းစီကိုညတွင်ချင်းထွက်သွားကြပြီးအိုးရံဟွာနဲ့ရှီစန်းတို့ရဲ့ဥဆောင်တိုက်ခိုက်မှုအောက်မှာတခြားမျိုးနွယ်စုတွေကိုအလွယ်တကူအနိုင်ရရှိသွားကြပါတော့တယ်။ တဖက်ရွာလူကြီးကအစီရင်ခင်းချင်းခဲ့ပေမဲ့ရှီဆန်းကချင်းသိစိတ်ဝိညာဉ်နဲ့ချိုးဖြက်ပစ်လိုက်တဲ့နောက်မနက်မိုးလင်းတဲ့အခါရှီဆန်းတို့ပြန်ရောက်လာကြပြီးလက်နက်ချအငင်းခံသူတိုင်းကိုရွာပြန်ခေါ်လာကြပါတယ်။ရွာထဲမှာလည်းလီယောင်ဟင်းရီကိုအစင်တင်ပြင်ထားကြပြီးတခြားမျိုးနွယ်စုတွေကိုတစ်ခွက်စီတောက်ခိုင်းလိုက်တဲ့အခါမှာတော့လီယောင်ဟင်းရီကတာမန်သေးမျိုးတွေအပေါ်မှာအတိတ်မညံတွေဖျောက်ဖျက်ပေးနိုင်တာကြောင့်တောက်လိုက်တဲ့လူတွေလည်းသတိမေ့သွားကြပါတော့တယ်။ ဒီနီလန်းကကြင့်ကြံသူတွေအပေါ်မှာတော့အလုတ်ဖြစ်နိုင်မှာမဟုတ်ပေမဲ့လူတစ်ဆူဆောင်းကျင်နေကြတဲ့တာမန်လူမျိုးစုတွေအပေါ်မှာじゃအရန်လုတ်ဖြစ်နေခဲ့ကြသလိုဒီလိုနဲ့ပဲတောင်ကြားမျိုးနွယ်စုလေးဟာအရင်တုန်းကထက်လူဦးရေပိုများလာခဲ့ကြပါတယ်။လူများလာတဲ့အခါကျရင်ဝိညာဉ်လန်းကြင့်ကြံသူတွေလည်းအများကြီးပိုတိုးလာနိုင်တာမို့ဝလင်းကဒီဖြစ်ပျက်အပေါ်တေချာဆောင်းကြည့်နေခဲ့ပြီးအောင်ပွဲရယူလာနိုင်သူတွေကလာရောက်နှုတ်ဆက်ကြပါတယ်။ ရှီဆန်းကအစင်းတနက်စိုးသလင်းကြောက်ကိုတခြားမျိုးနွယ်စုစီကနေရှာဖွေသိမ်းစီလာနိုင်ခဲ့ပြီးဝက်လင်းစီထုတ်ပေးတဲ့အခါအကျိုးဆောင်ပေးနိုင်သူကိုဆုလက်ချင်းမြင့်ပေးရမှာပေါ့ဆိုပြီးမန်တန်နောက်တစ်ပိုင်းကိုပြန်ထုတ်ပေးလိုက်ပါတော့တယ်။ရှီဆန်းလည်းကြောက်စိမ်းပြားကိုလက်ခံယူဆောင်လိုက်ပြီးဝက်လင်းပြောကြတဲ့စကားတွေကို나ယူမှတ်သားနေခဲ့တဲ့အပြင်သူ့ဘက်ကနေလည်းအသက်ထက်ဆုံးတစ္ဆာဆောင်တိနေမှာဖြစ်ကြောင်းပြောရင်းဒူးထောက်အယူအသေးပြုလာခဲ့ပါတယ်။ ကောင်းကင်ဘုံသားကရှီဆန်းပေါ်မှာမျက်နှာသာပေးလာပြီဖြစ်လို့ရှီဆန်းနေနဲ့အောင်မြင်မှုရရှိလာနိုင်တယ်လို့သူတို့မျိုးနွယ်စုလေးကလည်းအနာဂတ်မှာတိုးတက်လာနိုင်တော့မယ်ဆိုပြီးအိုးရံဟွာတရားဝန်တာမျက်ရည်ခိုးထုတ်လိုက်ရပါတယ်။ဒီလိုနဲ့ပဲရပောင်းများစွာကြာသွားခဲ့ပြီးဒီတစ်ချိန်မှာတော့အုပ်စုသုံးစုခွဲထားကြတယ်လို့ရှီဆန်းကဒုတိယအုပ်စုကိုဥဆောင်ထွက်သွားတဲ့အခါစောင့်ကြည့်နေတဲ့ဝက်လင်းကသူ့ခြေလက်မှန်ကန်ခဲ့ကြောင်းတွေးတောမိလိုက်ပါတယ်။ဒါပေမဲ့လောက်ဝက်ခန့်ကြာသွားတဲ့အထိရှီဆန်းတို့အုပ်စုအခုထိပြန်မရောက်လာကြသေးလို့အိုးရံဟွာပူပန်သောကဖြစ်နေရပါပြီ။ ဒီအချိန်မှာပဲတောင်ကြားတဲ့ကိုချင်းသစ်စိတ်ဝိညာဉ်ပြန်တန်းဝင်ရောက်လာခဲ့ပြီးပြုတ်ကျလာတဲ့ရှီဆန်းစီမှာဒံယာပြင်းထန်လွန်းနေတာကြောင့်ဝက်လင်းလေးလူကိုယ်တိုင်ရောက်ရှိလာရပါတယ်စစ်စေးကြည့်တဲ့အခါသွေးကြောအလုံးပြတ်တောက်နေလျက်ရှိပြီးကျင့်ကြံမှုတွေလည်းပျက်စီးသွားရပြီဖြစ်တာကြောင့်တစုံတစ်ယောက်ကရရက်ဆက်ဆက်တိုက်ခိုက်လိုက်တာဖြစ်မှန်ရိပ်စားမိလိုက်ပါတော့တယ်ဒီအချိန်ဤတိုင်းဆိုရင်ရှီဆန်းကဒုက္ခရတရားဖြစ်သွားနိုင်တာကြောင့်ဝက်လင်းကနဆိုးစိတ်ဝိညာဉ်စွမ်းအင်တွေအုံပြုပြီးချိတ်ပိတ်ထားမှုတွေအကုန်ဖျက်ဆီးပေးလိုက်တဲ့အခါကျမှရှီဆန်းပြန်တရီရလာခဲ့ပါတယ် ဝက်လဲပေါ်မှာလေးစားစိတ်ဖြစ်နေရပြီးနှလုံးသားထဲမှာအမြဲတမ်းစိတ်ထားခဲ့တဲ့ဆရာဆိုးတဲ့နန်စားတစ်ခုကိုရှီစန်းထုတ်ခေါ်မိလိုက်ပါတော့တယ်။ဝက်လင်းကဘာဖြစ်ခဲ့တယ်လဲမေးတော့သူတို့အုပ်စုကိုထက်ရွှေမျိုးနွယ်စုကြီးကအလင်းငိုက်ဝင်တိုက်ခဲ့ပြီးလူအလုံးတက်ပစ်လိုက်တဲ့အပြင်ဝိညာဉ်လန်ကြောင့်သာသူ့ကိုပြန်လွတ်ပေးလိုက်ကြတာဆိုပြီးရှီစန်းရှင်းပြပေးလာခဲ့ပါတယ်။ဝစ်ဆုံဖြူဖိုးကြီးကဝိညာဉ်လန်တင်းစီးသွားပြီးအလံပြန်လို့ခြင်းရင်ထက်ရွှေမျိုးနွယ်စုမှာသူ့ကိုလာရှာလို့ရကြောင်းပြောရင်းရှီစန်းခန္ဓာကိုယ်တဲကိုလည်းမိစ္ဆာကောင်ထည့်ပေးလိုက်ပါသေးတယ်။ ဝလင်းကအကြောင်းရင်းကိုတေချာနားလဲသွားပြီဖြစ်လို့ရှီဆန်းကိုအနားယူဖို့ခေါ်သွားခိုင်းလိုက်ပြီးအပြင်ဘက်ဦးတီလိုက်တဲ့အခါထက်ရွှေမျိုးနွယ်စုကကောင်းကင်နဲ့စိုးနေမြည်ရဲ့အပြင်ဘက်မှာဆိုရင်အင်းအားကြီးဆုံးဖြစ်ကြောင်းအိုးရံဟွာကသတိထားဖို့ပြောလိုက်ပါတယ်။ဒါအပြင်သူတို့ပိုင်ဆိုင်ထားတဲ့ရှီဟောင်းကာကွယ်ကြီးကိုနှစ်ရပေါင်းများစွာတိုင်းဘသူကမှမချိုးဖြစ်နိုင်ခဲ့ကြဘူးပြောတော့ရှီဆန်းဆိုတာသူတို့ဘက်ကနေပို့လိုက်တဲ့အသက်ရှင်နေတဲ့စိန်ခေါ်စာတစ်ခုပဲဆိုပြီးဝလင်းကအေးဆက်စွာပြန်ပြောရင်းထွက်ခွာသွားခဲ့ပါတော့တယ်။ ။ထက်ရွှေရွာမှာတော့ရွာကောင်းဆောင်ဖြစ်သူကဝိညာဉ်အလံလူယူလိုက်တဲ့အပြင်ကြင်ကြံမှုကိုထက်မှန်ဖြစ်စည်းလိုက်ခြင်းကတဖက်လူကိုရန်စားလိုက်တယ်လို့ဖြစ်သွားနိုင်တယ်ဆိုပြီးဖြစ်လာမဲ့အန်ဒီယေကိုကြိုတင်ခန်းစားမိနေတာကြောင့်အဖြူရောင်ဝတ်အဖိုးကြီးကိုပြစ်တင်ပြောဆိုနေပါတယ်။အဖြူရောင်ဝတ်အဖိုးကြီးကပိုင်ရှင်ထွက်လာအောင်ချက်ကို၆လက်လိုက်တာဆိုပြီးဝလင်းစီကနေတကယ်ဝိညာဉ်အလံနဲ့နီးစနစ်တွေ့လို့ကျင်နေတဲ့အပြင်သူကိုယ်တိုင်ကလည်းကောင်းကင်နဲ့စိုးနေမြေလက်ဝဲစစ်သူကြီးရဲ့လက်အောက်ငယ်သာဖြစ်နေလို့တာမန်ကျင့်ကြံသူလောက်ကိုဂယူးဆိုင်ခြင်းမရှိပါဘူး ဒါကြောင့်လူရိုင်းတချို့တက်ပြစ်လိုက်ခြင်းကဘာမှဖြစ်လာမှာမဟုတ်ကြောင်းပြောပြီးစိန်ခေါ်စာပို့လိုက်တာတောင်နောက်ွယ်ကျင့်ကြံသူကမနှက်ပြန်ထီရောက်မလာဘူးဆိုရင်သူကိုယ်တိုင်တောင်ကြားထဲလိုက်ဝင်သွားမယ်ဆိုပြီးတားရဲဝိညာဉ်လံကိုထုတ်ကြည့်နေလိုက်ပါတယ်။ရွာကောင်းဆောင်ကတော့ကိုထက်ပို့တော်တဲ့သူဆိုတာနေရာတိုင်းမှာရှိနေတတ်တယ်ဆိုပြီးဒုတိယအကြီးကဲကိုလည်းပြေတနာရှာလွန်းတဲ့အကြောင်းစိတ်ညစ်စွာပြောနေတော့တဖက်လူကအစွမ်းထက်ကျင့်ကြံသူဖြစ်နေရင်ပါအတွက်ကြောင့်နဆိုးနေမိရိစီမသွားသေးပဲလူသူမရှိတဲ့ရွာငယ်လေးမှာပုန်းခိုနေထိုင်နေရတာလဲဆိုပြီးထောက်ပြလာခဲ့ပါတယ်။ တကယ်လို့ပြင်ပချင်းကျန်သူကအစွမ်းအယံထက်နေရင်တောင်သူတို့ဘက်မှရှေးဟောက်ကာကွယ်ရှိနေသေးတယ်ဆိုပြီးအကြီးကဲဖြစ်သူမောက်မာစွာပြောလိုက်တဲ့အချိန်ဘသူကစိန်ခေါ်စာပို့လိုက်တာလဲဆိုတဲ့စကားတန်းနဲ့အတူကောင်းကင်ထက်မှာဒိမ်မဲတွေဖုံးအုပ်လာခဲ့တယ်လို့အရှိန်ဝါကြီးတစ်ခုကလည်းပဝင်းကျင်အနံ့ကိုစတင်ဖိနှိပ်လာခဲ့ပါတော့တယ်။စိန်ခေါ်တဲ့ကောင်ကိုအခုချက်ချင်းထွက်လာခိုင်းလိုက်တော့အကြီးကဲနှစ်ယောက်သူရှိထွက်ပေါ်လာကြပြီးပြင်ပချင်းကျန်သူကတရေသားပြောင်းလဲခြင်းအဆင်ဖြစ်နေလို့အဖိုးကြီးတွေထိတ်လန့်သွားကြရပါပြီ။ ဒုတိယအဖိုးကြီးစီမှာအလန်စွမ်းအင်ခန်းစားမိနေလို့သူ့ပက်လန်ကြီးတဲ့အခါဂျူနီယာလေးတွေကိုသူ့တက်လိုက်တာဖြစ်ကြောင်းအဖိုးကြီးဝန်ခံလိုက်ရတယ်လို့သူ့ကိုဖမ်းဆီးခြင်းရင်အစီရင်ဖြတ်ပြီးကိုတိုင်ထဲဝင်လာခဲ့လိုက်ဆိုကလက်ခွန်ထဲမှာစက်ပုံးအောင်းနေလိုက်တော့ဝက်လင်းကဘလူးနဲ့ဆိုပိုးဘေးရဲ့သွေးပစိန်ကြီးကိုအေယာမအဖြစ်ထုတ်ယူပြောင်းလဲလိုက်ပါတယ်။ဒီလက်နဲ့ကိုမြင်တာနဲ့အကြီးအကဲတွေအပါဝင်လူတိုင်းရှောင်ပြေးလိုက်ကြပြီးအကာအကွယ်ကြီးပေါ်ကိုပထမဆုံးတစ်ချက်အပြင်းပြင်းခုတ်ပိုင်းလိုက်ပေမဲ့ရှေးသားမြစ်ချက်ဖြစ်လို့ထင်ထားတဲ့အတိုင်းပြန်ကန်ထွက်လာခဲ့ပါတယ်။ ဒုတိယတစ်ချက်ကိုလည်းအာကုန်ခုတ်ပိုင်းကြည့်ပေမဲ့မြေပေါ်ပြုတ်ကျသွားတဲ့အထိအချိန်ပြင်းပြင်းပြန်ကန်ထွက်လာပြန်လာကြောင်းဒီတိုင်းချုပ်ဖြတ်မရမှန်ဝက်လင်းသဘောပေါက်သွားခဲ့တယ်လို့ကို့အခြေအနေကိုမသိတဲ့သူကလည်းသူတို့ထန်းရွှေမျိုးနွယ်စုဟာနှစ်ပေါင်းထောင်ချီတည်တန်းခဲ့ပြီးဘသူကမှဖြစ်စည်းနိုင်ခြင်းမရှိခဲ့လို့ဝက်လင်းကိုလည်းကို့အဆင့်ကိုသိရင်ဒီနေရာမှာအဆက်ကွဲခံနေမယ့်အစားအမြန်ထွက်သွားခိုင်းလိုက်ပါတယ် အဖိုးကြီးရဲ့လောင်ရည်တံကိုကြားတော့ဒီစီရင်ကပြင်ပတိုက်ခိုက်မှုကိုစုပ်ယူပြီးခုခံမှုအဖြစ်ပြန်ပြောင်းလဲနိုင်တယ်ဆိုပေမဲ့မဖြစ်စည်းနိုင်ဘူးဆိုတာတကယ်တရားရဲ့လားဆိုပြီးရေဒနာလက်နက်ကိုမြေအောက်ထဲတိုးဝင်ခိုင်းလိုက်ကထန်းရွှေရွာကြီးတစ်ခုလုံးကိုစတင်တူထုပ်ပစ်လိုက်ပါတော့တယ်။တူထုပ်ပြီးပြီဆိုတာနဲ့ရွာကြီးတစ်ခုလုံးကိုလေပေါ်ဆွဲမြောက်ပစ်လိုက်ပြီးသူ့နေရာစီခေါ်သွားဖို့ကြိုးစားတာကြောင့်ရွာကောင်းဆောင်လည်းအစွမ်းထက်ကြင်ကြံသူကိုဘလို့ရန်စမိလိုက်တယ်လဲဆိုတာမင်းအခုမြင်ပြီးမဟုတ်လားဆိုပြီးမမဲပစ်လိုက်တဲ့အပြင်ကာယကံရှင်ဖြစ်သူလည်းဒီလူကအယူတယောက်ဆိုပြီးဝလင်းကိုအလွန်ထိတ်လန့်သွားရပါတယ် တွေးပစိန်ကိုပြန်သိမ်းလိုက်ပြီးအစီရင်ကိုအင်အားသုံးမချိုးဖြတ်နိုင်ဘူးဆိုရင်ရပ်ပေါင်းများစွာကြအောင်ဒီစီရင်ကြီးနဲ့အတူလူတွေအကုန်လုံးတန့်စင်ပြစ်ပေးရမယ့်ကိစ္စကတော့သူ့အတွက်လွယ်ကူလွန်းတဲ့ဆိုပြီးရွာကြီးတစ်ခုလုံးကိုလက်တစ်ဖက်နဲ့ကင်မြောက်ထားရင်တောင်ကြားရွာဘက်ခေါ်ဆောင်သွားလိုက်ပါတော့တယ် ောင်ကြစီပြန်ရောက်တဲ့အခါစိတ်ဝိညာဉ်လန်ထဲကနေမူလစိတ်ဝိညာဉ်6ခုထုတ်ပြီးတန့်စင်မှုစတင်ပြုလုပ်တဲ့အခါထက်ရွှေရွာသားအကုန်လုံးစိတ်ဝိညာဉ်တန့်စင်ခံနေရသလိုကာယကရှင်ထွက်မလာဘူးဆိုရင်အစီရင်ရောလူရရောကို9ရက်9ညတိုင်းအကုန်တန့်စင်ပြစ်မှာဖြစ်လို့ရွာသားတွေရဲ့ဒေဂျီပျက်စီးမှုဟာဆုံးဖြတ်ချက်အပေါ်မူတည်နေတယ်ဆိုပြီးအပြက်ပြောပေးလိုက်ပါတယ် ီမြင်ကွင်းကိုတောင်ကြားမျိုးနွယ်စုကရိုသေလေးစားမှုတွေနဲ့စောင့်ကြည့်နေလျက်ရှိကြပြီးထက်ရွှေကောင်းဆောင်ကတော့မင်းရှာလိုက်တဲ့ပြဿနာကြောင့်တရွာလုံးကိုဝင်ထုတ်ဝင်ပိုးမဖြစ်စေနဲ့ဆိုကကိုလို့ရက်ကိုတောင်းအယူခိုင်းလိုက်တော့ကျောင်းပိတ်ခံလိုက်ရသူကြီးလည်းစိန်ခေါ်စာကိုတူပို့လိုက်တာဖြစ်လို့သူနဲ့တိုက်ခိုက်ရသလားဆိုပြီးအရှိန်ဝါထုတ်ဖို့ရင်အပြင်ဘက်ပြေးထွက်လာပါတယ်။ဒါပေမဲ့မင်းဆိုရဲ့ကောင်းကအရေးချင်းမပြည့်မီဘူးဆိုပြီးဝလင်းရဲ့စိတ်အာယုံတိုက်ခိုက်မှုလေးတစ်ခုကပဲအခွန်ပြင်ထွက်လာတဲ့လေအဖိုးကြီးကိုအသက်စီဝင်ချုပ်ငိမ့်ပေးလိုက်ပြီးစိတ်ဝိညာဉ်ကိုလည်းအလံနဲ့ကောက်သိမ့်ပေးလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ရွာကောင်းဆောင်ကိုအစီရင်ဖွင့်ခိုင်းလိုက်ပြီးအိုးရက်ဟွာကိုလည်းမျိုးနွယ်စုဝင်အစ်တတွေကိုလုံနေကြနီလန်တိုင်းတောင်းအယူခိုင်းလိုက်တယ်လို့ထက်ရွှေရွာသားတွေကတော့တောင်ကြားထဲခေါ်သွားကြပါတယ်။အိုးရက်ဟွာကမျိုးနွယ်စုရဲ့အင်အားတိုးတက်လာမှုကကောင်းကင်ဘုံကျင်းကျန်သူရဲ့ဘုံတကိုအာနုဘော်အပေါ်မှာဓာတ်ရိုက်မိခိုးနေပါတယ်ဆိုပြီးချီးမွမ်းမြောက်စားကြတယ်လို့သူတို့ကဘဝအစ်စ်ပေးထားခဲ့တာကြောင့်မျိုးနွယ်စုနာမည်ကိုလည်းဝက်လင်းကိုပဲပေးခိုင်းလိုက်ကြပြန်ပါတယ်။ ဒီစကားကြတော့မိတ်ဆွေကျန်းတို့မင်းစီမှာနောက်ဆုံးကိစ္စတစ်ခုလောက်တောင်းဆိုချင်ပါတယ်ဆိုတဲ့ဘိုးဘေးတွန့်ထန်စကားတွေကိုပြန်ကြားရောင်းလာခဲ့တာကြောင့်ဝန်လင်းတယောက်ဒီမျိုးနွယ်စုနာမည်ကိုဝိညာဉ်သက်ဆင်ခြင်းလို့အမိပေးအပ်လိုက်ရင်ကဒီအပိုင်းလဲပြီးဆုံးသွားခဲ့ပါတော့တယ်